28ရက်3လ2025မှာအလွန်ပြင်းထန်တဲ့ငလျင်ကြီးလှုပ်ခတ်ခဲ့ပါတယ်။အဆိုပါငလျင်ကြောင့်မန္တလေး၊စကိုင်း၊ပြင်မနာ၊ပျော်ပွဲ၊အင်းလေးဒေသအပါအဝင်မြို့ပေါင်းများစွာမှလူမျိုးစုံပြည်သူတွေထောင်ထဲချပြီးတည်ကြည်ပြက်စီးဒဏ်ရာရခဲ့ကြတယ်လို့နေအိမ်အဆောက်အအုံတွေမရေမတွက်နိုင်အောင်ပြက်စီးခဲ့ရပါတယ်။ရှင်အောင်အမွေအနှစ်ဖြစ်တဲ့ ဖျားစီတွေပထူတွေဖုန်ကြီးเจ้าတွေအလီတွေလည်းပျက်စီးခဲ့ရပါတယ်။ငလျင်တန်ကြောင့်တီတူတွေဆင်းရဲဒုက္ခပေါင်းများစွာနဲ့ကြုံတွေ့နေရခြင်းမှာအကျံဖတ်အာနာသိန်းစစ်အုပ်စုကတော့ငလျင်တန်တင့်ပြည်သူတွေကိုကုညီကယ်ဆယ်ဖို့ကြိုးစားရမယ့်အစားအပြစ်မဲ့ပြည်သူတွေကို လေချောင်းကနေနေ့စဉ်အကျံဖတ်တိုက်ခိုက်တပြက်လျက်ရှိပါတယ်။ဒါကအာနာသိန်းစစ်အုပ်စုရဲ့ လူသားချင်းစာနာမှုကင်းမဲ့တာသူတို့အာနာတီမြဲရေးအတွက်ဆိုရင်နီလန်ပေါင်းဆောင်တုံးတာကိုပေါ်ပြနေခြင်းဖြစ်ပါတယ်။ဒါကြောင့်မလို့ငွေဦးတော်လန်ရေးအင်အားစုတွေလူမှုအသင်းအဖွဲ့တွေနဲ့နိုင်ငံတကာမိသားစုတွေအနေနဲ့အတူလက်တွဲပူးပေါင်းပြီးအတိဒုက္ခရောက်နေကြတဲ့ပြည်သူတွေကိုကူညီဆောင်ရှောက်မှုတွေပြုလုပ်ကြပါရန်အလေးအနက်တိုက်တွန်းအပ်ပါတယ်။မဟာငလျင်ကြီးကြောင့်အသက်အိုးအိမ်စီးစိမ် ပြက်စီးဆုံးရှုံးခဲ့ရတဲ့ပြည်သူတွေအတွက်လူ့ဘောင်တစ်ဒီမိုကရက်တစ်ပါတီကဝန်စွာဝန်နေကြေကွဲရပါကြောင်းမှတ်တမ်းတင်ဖော်ပြအပ်ပါတယ်။တပြိုင်နက်ချဲမှာပဲအာနာသိန်းဖက်စစ်တရဲ့လူမဆန်မှုတွေတာဝန်ပြက်ကွက်မှုတွေကိုလည်းကန့်ကွက်ရှုတ်ချကြောင်းကိုလည်းဖော်ပြအပ်ပါတယ်။တကြံဟူသည်နှစ်သက်ကိုကြိုဆိုသည့်အနေအားဖြင့်ကျင်းပသည့်ပွဲတော်တစ်ခုဖြစ်ပါတယ်။ ကူပြောင်းခြင်းပြောင်းရွှေ့ခြင်းဟုအတိတ်ပဲရသောပါဠိဘာသာသင်္ကရကိုမြမာမှုပြု၍တကြံဟုခေါ်ဆိုကြခြင်းဖြစ်ပါ၏မြမာနှစ်တစ်နှစ်ကုန်ဆုံးကနှစ်ဟောင်းကုန်၍နှစ်သစ်ကူပြောင်းသောကာလဟုဆိုလိုရင်းဖြစ်သည်နှစ်ဟောင်းမှအညစ်အကြေးများကိုတကြံရေဖြင့်စေကျော်တက်လွင်တောက်ပတန့်စင်လာစေပါれဘုံမင်းအောင်လိုင်းရဲ့ဖတ်စစ်စစ်တပ်က ပြည်သူအာဏာကိုမတရားသဖြင့်သိမ်းယူခဲ့တဲ့2021ຫນွေဥကာလမှာပဲမကျဉ်းတ်မှုပေါင်းစုံကຫນွေအပူမှာပြည်သူတွေရဲ့ရင်အပူလောက်မပူပြင်းခဲ့တာအမှန်ပဲဖြစ်ပါတယ်လူမျိုးစုံပြည်သူတွေအနေနဲ့ဖက်စစ်တပ်ရဲ့အာဏာလွတ်ယူမှုကိုခံရစဉ်ကလေးကမြန်မာတို့ရဲ့အစင်အလာတကြံကိုတော်လန်တကြံအဖြစ်သတ်မှတ်ခဲ့ကြပါတယ်ရဟောင်းကျွေးပြီး ရွက်သစ်တွေမဝေနိုင်အောင်ဖက်စစ်မင်းအောင်လှိုင်းတဲ့ကျွန်းတပေါက်တွေကဖန်းစီနှိမ့်ဆက်တက်ဖြက်လို့အပြစ်မဲ့ပြီးသူ ထောင်ပေါင်းများစွာတေကျေပျက်စီးခဲ့ရပါတယ်။ပြည်သူတွေရဲ့ခိုးလုံရနေရင်တောင်းပေါင်းများစွာကိုမိတိုက်ခဲ့တယ်လို့ဘုံတော်ကြီးเจ้าတွေဖရာเจ้าတွေစာတင်เจ้าတွေဈေးရုံတွေပါမချမ်းအကြမ်းဖက်ဖြက်စီးလျက်ရှိပါတယ်။လူလူဟာတကြံဆိုတာကိုမေ့ပျောက်ခဲ့တာ ၅ချိန်မြောက်ကိုရောက်ရှိခဲ့ပါပြီ။ရင်းထဲမှာအပူလိုင်းတိုက်ခတ်ခံနေရတဲ့ပြည်သူတွေကိုဖက်စစ်တပ်ရဲ့ဖိနှိပ်ယုံမာမှုများအားမမေ့လျော့စေခြင်းကကျမတို့ရဲ့လူပောင်တဲတန်ချက်အဖွဲမှာဖက်စစ်ကောင်တွေရဲ့တယုံမှန်ကိုပေါ်ထုတ်တင်ဆက်လိုက်ရပါတယ်။လူမျိုးစုံပြည်သူအပေါင်းရှင်လန်းကြပါစေ။စစ်တုံးစစ်ကိုအမြင့်ဖြတ်ပြီးအစဉ်ဖွင့်ပြိုးတိုးတက်သော လူပောင်တဲစီတို့ချီတက်နိုင်ပါစေကြောင်း စူတောင်းပတနာပြုလိုက်ပါရယ်မိုးမိုးမိုးလာမောင်တို့ဖေးလေးလေးလာမောင်တို့လေးလေးလေးလာမောင်တို့မိုးမိုးမိုးလာမောင်တို့တော်တော်တော်လန်လက်ကြံမပြောမပြောဒီလူအညာမပြောမပြောလူ Don't 九八二真肉面。